ားလုံးပဲမင်္ဂလာပါမလူဝတ္တသတင်း channel လေးမှာကြိုဆိုလိုက်ပါရစေ2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွားခြင်းများအရထူးခြားမှုတွေဝတ္တချင်းတွေများကိုတင်ဆက်ပေးသွားပါမယ်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ဖြစ်ပေါ်နေသောအမြင့်ပင်9000ခန့်မှလေပွေလိုင်းသည့်တမင်နာဒူးပြည်နယ်တောင်ပိုင်းအနီးမှာဆက်လက်တည်ရှိနေပါသည် အဆိုပါလီဝင်လိုက်သည့်အောက်တိုဘာလ22ရက်မှ23ရက်တွင်လီဘီယာနှင့်ရုံဝင်ဖြစ်လာနိုင်ပြီးအောက်တိုဘာလ26ရက်နေ့တွင်အားကောင်းသောလီဘီယာနှင့်ရုံဝင်ဖြစ်လာနိုင်ကြောင်းခံမဲရပါရရှင်လီဘိုလန်ဆက်လက်ဖြစ်ပေါ်လျက်ရှိသည့်အိန္ဒိယဂျပန်တို့ကြောင့်အာကောင်းသောလီဘီယာနှင့်ရုံဝင်ဖြစ်လာပြီးနောက်အော်ရီတာပြည်နယ်တောင်ပိုင်းနှင့်အန်ဒရာပရာဒက်ရှ်ပြည်နယ်ဘက်သို့၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့၎င်းရွှေ့ရှားနိုင်ကြောင်းခံမှန်းရပါသည် တောင်တိုးပင်လယ်သို့ဆက်လက်ရွှေရှားဝင်ရောက်လာနိုင်ပြီလေပေါ်လိုင်းသည်အောက်တိုဘာလ18ရက်နေ့တွင်ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာမြို့၏အရှိတ်ဘတ်မိုင်190ခန့်သို့ရရှိလာပြီးအပူပိုင်းမုန်တိုင်းဆင်ဖြစ်လာနိုင်ကြောင်းအနောက်ဘက်သို့ဆက်လက်ရွှေရှားနိုင်ပြီးအောက်တိုဘာလ18ရက်နေ့တွင်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီးနောက်အောက်တိုဘာလ19ရက်နေ့နေ့လယ်ပိုင်းတွင်တောင်တိုးပင်လယ်တွင်သို့စတင်ဝင်ရောက်လာနိုင်ကြောင်းအောက်တိုဘာလ22ရက်နေ့တွင်ဟန်ကောင်တောင်ပိုင်းမိုင်190ခန့်အကွာတောင်တိုးပင်လယ်ပြင်သို့ရောက်ရှိလာနိုင်ကြောင်းကြိုတင်ခံမှန်းရပါသည် အဆိုပါဖြစ်ပေါ်လာနိုင်သည့်မုန်တိုင်းရှင်တက်ရောက်မှုသည်ပြီးခဲ့သည့်တိုင်ဖုန်းမုန်တိုင်းများလောက်ပြင်းထန်နိုင်ပြီမဟုတ်ဟုခန့်မှန်းရပါသည်။အောက်တိုဘာလ21ရက်22ရက်နေ့များတွင်တောင်တိုးပင်လယ်သို့ဝင်ရောက်ပြီးနောက်ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေကိုဆက်လက်ဆောင်ကြည့်ရပါမယ်။အောက်တိုဘာလ16ရက်နေ့တွင် အနောက်ဘာမုတ်တုံလေးသည်မြန်မာနိုင်ငံတော်ဝါလုံးမှာဆုတ်ခွာပြီးဖြစ်ကြောင်းကျင်းနာထားတော်လဲလက်ရှိဖြစ်ပေါ်နေသောမုတ်တုံဆုတ်ခွာချိန်မိုးလေဝသအခြေအနေများကြောင့်အောက်တိုဘာလ18ရက်မှ20ရက်အတွင်းမူပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နှင့်တနင်္လာရီတိုင်းတို့တွင်မိုးရေချိန်၃လက်မှထက်ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင်မိုးရေချိန်၂လက်မှထက်နှင့်ကျန်းပြည်နယ်နှင့်တိုင်းများတွင်မိုးရေချိန်၁လက်မှထက်ဆက်လက်ရွာသွန်းနိုင်ပါတယ်လို့တင်ပြရင်ယနေ့မိုးလေဝသတင်းတင်ဆက်ခြင်းစီစဉ်ကိုဒီဒီမဲရနာလိုက်ရပါတယ်ရှင်။